တတော့ရင်တော့တော့ဘယ်လိုစဉ်းစားမိလဲဆိုတော့စားစရာမရှိလို့စဉ်းရဲတယ်ဝတ်စရာမရှိလို့စဉ်းရဲတယ်နေစရာမရှိလို့စဉ်းရဲတယ်ပေါ့ဆရာတို့ကစားစရာမရှိလို့ပဲစဉ်းရဲတယ်ဒီလိုပဲစဉ်းစားခဲ့တာပေါ့နော်ဆရာတို့အမြင်ကအဲ့တော့မြတ်စွာဘုရားကသင်ကြားပေးတဲ့ရှုတော်ကကြည့်တဲ့အခါကျမှဒီခန္ဓာကိုယ်ကြီးကိုစဉ်းရဲလို့သူ့ကိုကျွေးပြီးနေရတာဆရာကျွေးရတဲ့ပြန်ဖြစ်နေတယ်နော် အဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုဆရာတို့ကဆင်းရဲလို့သူ့ကိုနေစရာလုပ်ပြရတယ်။တစ်ပင်နေလို့ဆရာတို့ကမိုးရွာနေဖို့နေလို့မရ။ဒီခန္ဓာကိုယ်ကြီးကအလွန်ဖောက်ပြန်လို့ရတယ်။ဒါကြောင့်မလို့သူ့ကိုမိုးရွာနေဖို့နေနိုင်အောင်သူ့ကိုနေစရာလုပ်ပြရ။ဒီခန္ဓာဆင်းလို့လုပ်ပြရ။ဒါပေမဲ့ဆရာတို့စိတ်ထဲမှာဘယ်လိုရှိလဲတော့ဒီနေစရာမရှိလို့ဆင်းရဲတယ်လို့သိတာ။အခုဆရာသိတော့တာဒီခန္ဓာဆင်းရဲတာဆင်းရဲတာပြောင်းပြန်ဖြစ်သွားပြီ။ဒီခန္ဓာဆင်းလို့ဘာလို့လဲ။နေစရာလုပ်ပြရ။ ဟဲ့အဲ့တော့ဒီခန္ဓာဆင်းလို့စားစရာလည်းနဲ့မနှိမ့်ဆက်ပါနဲ့ကွာငါမင်းကိုကြွေးပေးပါမယ်ဟဲ့ဒီလိုလက်ထိုးရတာပေါ့နော်အဲ့တော့ဝိဇ္ဇာမရှိလို့ဆင်းရတာမဟုတ်ဒီခန္ဓာဆင်းလို့မျိုးမျိုးဝစ်ပေးရအဲကွန်ဖွင့်ပေးရတာဘာဖြစ်လဲဒီခန္ဓာဆင်းလို့မင်းကိုအဲကွန်လေးနဲ့လက်ထိုးပါမယ်ကွာရက်တောင်လေးခတ်ပေးပါမယ်ကွာတော်မဟုတ်ငါတို့ကအဲကွန်နဲ့ရှိတယ်အဲကွန်နဲ့နေနိုင်တယ်ငါတို့ကချမ်းသာတယ်ဒီလိုမြင်တာကိုအမှန်ကဒီခန္ဓာကိုယ်ကြီးကိုဆင်းရဲလို့ဘာဖြစ်နေလဲ အဲကွန်လင်းနဲ့ဘာလုပ်တာလက်ထိုးထားရတာပေါ့နော်အဲဒီလိုအမြင်ပြောင်းသွားတာပဲဆရာတို့ကအဲ့တော့တရားအထုတ်တယ်ဆိုတာအမှန်တော့အမှန်သိအောင်လုပ်တာပဲအမှန်တစ်ခုသိသွားတဲ့အတွက်ဘာလုပ်တာဆိုတော့မောဟမရှိတော့ဘူးအမှန်မသိတဲ့အတွက်မောဟရှိတယ်အဲ့တော့မောဟရှိလို့လောဘဖြစ်တယ်လောဘဖြစ်လို့ဒေါသဖြစ်တယ်အဲ့တော့အမှန်လည်းသိသွားအောင်မောဟကိုပယ်လိုက်တယ်မောဟပယ်လိုက်တဲ့နဲ့လောဘလည်းငြိမ်းဒေါသလည်းငြိမ်းတော့နေရတာချမ်းသာတာပေါ့ကွာ 敢来干吗去？敢来干吗去？